သုံးနှစ်တာကာလမှာလည်းတော့အကောင်းဆုံးလုပ်ခဲ့ပြီးပြီဆက်ရသွားရင်လည်းအကောင်းဆုံးပါเนาะဒီကလို့မချစ်ဘူးဆိုတော့လည်းတဖက်ကို competition လုပ်ရမှာပေါ့စင်ကမြန်မာနဲ့မဆွေးဘူးနဲ့အမြဲတွဲမြင်နေကြဆိုတော့အသားကျနေဘူးပေါ့เนาะအမပဲဆက်ရရင်တော့အကောင်းဆုံးပါဘာလဲယခုမှလည်းအဓိကဘလို့ဖြစ်သွားမလဲဆိုတော့ recipe ပေါ့เนาะတကယ်ယခုမှလည်းဘလို့ဖြစ်လဲဆိုတော့ညီမကလည်းတိတ်ချမသိတော့ပြောလို့မရဘူးဖြစ်နေတယ် ာကတော့တာညီမတို့ကတော့ Miss Universe မြန်မာဖြစ်တဲ့အတွက်ကြောင့်ညီမတို့ရဲ့ဒီ National Writer နဲ့ပတ်သက်ပြီးတော့ပဲပြောရမှာပေါ့နော်။ဟိုအမအပေါ်မှာအမြင်ဆိုရင်တာညီမကဒါတိမ်ပွဲနှစ်နှစ်ပြိုင်ထားတာဖြစ်တဲ့အတွက်ကြောင့် um bin hula la shi ta amaro ne anika ne de phit ta ja mu amma ka ta miss universe me ma na pat ta yin ayan ko tu aw so sai mu ayan mya de da miss universe me ma wo be tu focus tha ra ayan mya de ba lo le so da ni ma ro di di kala re ma da miss universe ni ma ka ni ta cha pwe tai de le sit lo khe de da mai ni ma ro sit ma ma so yin no ho ba lo be ma miss universe me ma miss universe first runner as second runner up so pyo be ke ta cha pwe tai de ni le ma pe khe bo no a law ji thi universe se brand ်ကိုသူကိုယ်တိုင်ကအရန်ကိုတံပိုးထားလေးစားတဲ့အတွက်ကြောင့်မို့ညီမကတော့ဟိုဒါအမရဲ့ဒီ universe အပေါ်မှာတံပိုးထားမှုပဲပြောချင်ပါတယ်ဒါအဓိကဒီအခုဖြစ်နေတဲ့ကိစ္စနဲ့ပတ်သက်ရင်တော့အများကြီးတော့မပြောချင်ပါဘူးဘာလို့လဲဆိုတော့ဒါတစ်ဖက်အဖွဲ့အစည်းနဲ့ဟိုဒီဘက်အဖွဲ့အစည်းနဲ့ကြားထဲမှာနှိမ့်နှမ်းမဲ့ကိစ္စရယ်လည်းအများကြီးရှိသေးလို့ထင်ပါတယ်ဒါတော့ပြောဖို့စောသေးတယ်လို့ထင်ပါတယ်ရှင့်စိတ်မကောင်းဖြစ်တာရယ်လို့တော့မရှိပါဘူးဘာလို့ဆိုအခုကမသေးချာသေးဘူးလို့လည်းပြောလို့ရတဲ့အခြေအနေလေးဖြစ်နေတော့လေအဓိကက ဟိုဘယ်လိုပြောမလဲဘလို့ပဲအချိန်နေပဲရောက်လာရောက်လာဒါကတော့ဒီ13နှစ်တာကာလမှာလည်းတော့အကောင်းဆုံးလုပ်ခဲ့ပြီးပြီဆက်ရသွားရင်လည်းအကောင်းဆုံးပါနော်တကယ်လို့မဖြစ်ဘူးဆိုတော့လည်းတစ်ဖက်ကို congratulation လုပ်ရမှာပေါ့ဟုတ်ပြောချွေးတွေတော့ပြန်လာပြီနေမကောင်းတဲ့ကြာချိန်ကတော့အာဒီ13နှစ်တာကာလမှာတာညီမကတော့ဘူးလင်းလင်းပြောရင်တော့ဒါ Miss Universe နဲ့ Miss Soyu ဝင်တဲ့က Miss Universe မြန်မာနဲ့ Miss Soyu ဝင်တဲ့အမြဲတွဲမြင်နေကြဆိုတော့အသားကျနေဘူးပေါ့နော် အာအမဘာပဲဆက်ရရင်တော့အကောင့်ဆုံးပါမဆွေဝင်နေလားအာဒါကတော့လေဒါပုပ္ပလေးလေးပြောကြရင်ဒါကမဆွေဝေကဒါသူလို့တမယအရာအားလုံးသူစပုတ်ပေးတမယအရာအားလုံးကိုဒါကသူကအကောလုံးကိုချမပြလို့ဒါမသိတာပါဘေးလူနေဒီနေ့လို့ပြဿနာမျိုးမှာဆိုရင်အမှန်ဆိုရင်ဒါကဒါတစ်ဖက် ခုဒီလက်ရှိပြင်းနေမေကိုငဲ့ကွက်ပြီးတော့ဒါသူ့အနေနဲ့ဟိုဒုတိယအခွင့်ပေးလိုက်တာလဲပါပါကြီးဒါမဆွေဝေဒီဟာဒီ73နှစ်တာကာလမှာကြည့်မယ်ဆိုရင်မေတွေကိုတကယ်တမိတွေလိုပဲ ဟို queue site တဲ့တကယ်လို့အမားလောက်ခဲ့တယ်ဆိုရင်တော့မတူတူတရားအချိန်နေလဲဒါ meeting organization meeting တက်လို့ပဲပြန်ပြီးပြင်ဆင်ဖွင့်ပေးတယ်အနောက်ကနေ support နေပေးတယ်ဒါကတော့ဒါသူ့ရဲ့စေတနာပေါ့နော်ဒါညီမတို့ကလည်းဘင်းသားကနေမြင်နေရတာဖြစ်တဲ့အတွက်ကြောင့်မို့ဒါအမားလည်းအကောင်းဆုံးလုပ်နိုင်ခဲ့လို့ထင်ပါတယ်ညီမတို့ကပြိုင်ပွဲတိုက်နာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဒီ top 5ဖြစ်တဲ့အတွက်ကြောင့်မို့အမားနဲ့အာအတူတူခီးသွားတဲ့အခါမျိုးတွေပဲဖြစ်ဖြစ်ဒါတို့မတို့နဲ့ပွဲတွေပါတက်တဲ့အခါမျိုးတွေပဲဖြစ်ဖြစ်ညီမတို့ပြိုင်ပွဲတော့ဆိုရင်ပေါ့နော်တချို့တွေကဒီအမားနဲ့မဆွေ ွေနဲ့ပတ်သက်ပြီးတော့ပြောကြတယ်အမကအရှိပြုံးမရှိဘူးဆိုတော့ဒါတော့အမှန်ပါပဲညီမပြိုင်ပွဲပြိုင်နေနှစ်နှစ်လုံးဟိုပြိုင်ပွဲကာလတွေမှာအမလုံးဝအရှိပြုံးမရှိပါဘူးမယ်ရီနဲ့လည်းအဲ့လိုမျိုးပြုံးပြုံးရွှေရွှေမရှိပါဘူးဘာလို့လဲဆိုတော့ဘတ်လိုက်တယ်လို့ဖြစ်မှဖြစ်တဲ့အတွက်ကြောင့်မို့ ိုသဘောကျတဲ့ဟိုသူအနေနဲ့သဘောကျတဲ့မဲဆိုရင်တော့မလုံးဝပြုံးကြတာမျိုးဟိုပွဲကာလတွေမှာအဲ့လိုမျိုးဒီကလေးတွေအပေါ်ညီမတို့အပေါ်ညီမတို့ဆိုလဲတမပြုံးကြတာဘာညာမရှိဘူးအမအရင်မျက်နှာထားတည်ရဒါပေမဲ့ညီမတို့ဒီ Miss Universe မြန်မာနဲ့လည်းတွေ့လို့တဲ့ခါမှာတကယ်ညီမတို့ပေါ်တကယ်အရင်ကောက်ပါတယ်အတခါ Miss Universe မြန်မာကတော့ဒါ Miss Universe ပွဲကလည်းတကဘာမှာဒါအရှိန်မပြည့်ပြည့်နဲ့နံပါတ်1ပွဲဖြစ်တယ်ဖြစ်တော့တကြောင်မို့အာတခြား Patient 3ဟိုပွဲထိထဆိုင်เนาะ Miss Universe က တဝန်ယူတာဝန်ခံမှုတော့အရင်များတယ်။ဟိုဘာလို့လဲဆိုတော့ကမ္ဘာတဝန်ကနိုင်ငံတော်တော်များများရဲ့ချင်းချင်းတဲ့အားပေးခြင်းကိုခံရတဲ့တကယ်ဟိုပွဲကြီးတစ်ခုလည်းဖြစ်တဲ့အတွက်ကြောင့်မို့တဝန်ယူမှုတဝန်ခံမှုကတော့ခြားပွဲလက်ဆိုင်အရင်များတယ်။တကယ်တမ်းဒီခု33နှစ်တာကာလအတွင်းမှာဒါမြန်မာနိုင်ငံအနေနဲ့ကပုံဖြစ်လင်းလင်းပြောရမယ်ဆိုရင်ဒါညီမတို့ကဟိုတခြားမေတ္တဆိုင်ညီမတို့ပြန်ပြီးတော့ Miss Universe မှာပြန်ပြီး join တာလည်းတိတ်မကြသေးဘူး7နှစ်ပဲရှိသေးတယ်။ဟိုပုံဖြစ်လင်းလင်းပြောရရင် အာညီမတို့ကတခြားဒီအိန္ဒိယနိုင်ငံတွေတက်ဆိုင်သူတို့တွေကဒီနှစ်ပေါင်း40 50ကျော်နေပြီအဲ့အတွက်ကြောင့်သူတို့မှာအတွေ့အကြုံနဲ့အများကြီးရှိနေပြီဒါညီမတို့ကအခုမှဒီ တတန်းနှူးတဲ့ကာလဖြစ်တဲ့အတွက်ကြောင့်မို့ဟိုဒီ patient ပိုင်းမှာဟိုတခြားနိုင်ငံ medical ဆာရေးတာညီမတို့ရဲ့ဒီ local မှာလည်းဒါနောက်ပိုင်းကတော့တဖြည်းဖြည်းနဲ့တကယ်ကိုတော်လာတဲ့ကလေးတွေလည်းအရေးများလာပြီးဒါပေမဲ့ပွဲပြဲဆလုပ်တဲ့အချိန်ဒီရှေ့ပိုင်းခေတ်ကာလတွေမှာဆိုရင်တကြိုးစားကြတဲ့ medical ရှိတယ်ဆိုပေမဲ့လည်းတခြားနိုင်ငံ medical နဲ့ရှင်တော့ရောတာမျိုးတွေတော့ရှိတာပေါ့နော်အဲ့အတွက်ကြောင့်မို့တဖြည်းဖြည်းနဲ့တော့ ဟိုပို့ပြီးတော့ကောင်းလာမယ်လို့တော့ညီမကိုထင်ပါတယ်မော်လေးရခုမာတယ်အတိကဘလို့ဖြစ်သွားမလဲဆိုရယ်ဘာဆက်ပေါ့နော်တကယ်ရခုမာတယ်ဘလို့ဖြစ်လဲဆိုတော့ညီမကလည်းတိတ်ချမသိတော့ပြောလို့မရဘူးဖြစ်နေတယ်အမ်အဲ့တော့အဲ့ပေါ်မှာလည်းညီမကပူပူလင်းလင်းပြောရင် feeling မရှိပါဘူးဒါအလှမတယောက်ရဲ့ဒီတာဝန်ကဟိုပြောမယ်ဆိုရင်ဒီ crown လွဲပြီးရဆရလွဲပြီးမှညီမရဲ့တာဝန်ပြီးဆုံးတယ်လို့ပြောလို့ရမှာပေါ့နော်အကေကြီးရှားကတိဖြစ်စေမြားကတိဖြစ်စေရှားရင်တော့လွဲရမှာပေါ့နော်မရတော့လည်း မလွှဲရဘူးဒါပဲရှိမှချင်ပါရင်ညီမက final ပွဲကညီမခီသွားနေတာဖြစ်တော့တချို့မလိုက်ပြီးတော့မအားဖြစ်ဖြစ်လိုက်ဘူးเนาะခိုင်းဒီအစတော့ဒီနှစ်ကိုလိုက်ပြီးတော့အားပေးမယ်လို့ဆုံးဖြတ်ထားတယ်ပေါ့เนาะဒါပေမဲ့ညီမခီသွားမကိစ္စလေးပေါ်လာနေမှတော့ဖြစ်လိုက်ပါဦးရှင်ပြည်သက်ကြီးအားလုံးပဲဟာဒီညနေညီမညီမကောင်းဖြစ်နေတဲ့အတွက်ကြောင့်မအပထမအဆုံးတောင်းပန်ချက်ပါတယ်ပြီးတော့ဒါညီမအခုရွေးချယ်ထားတဲ့ပကိုးပြင်ဦးလင်းအမ်ပြီးတော့ဒီမလမြိုင်ကိုစားပြုလေးတွေကိုအပိတ်ချပါလို့ပြောချင်ပါရှင်ကျေးဇူးများတင်ပါတယ်